ဟောင်းမိုင်းလိုက်မလိုက်လဲเนาะဟောင်းမိုင်းကကိုယ်နဲ့ပတ်တက်ရပတ်တက်ကြောင်းနေပေါ့เนาะဒါကြီးရောเนาะယူဆိုင်ဖြစ်လို့ပေါ့เนาะသာတမှုကို၃နှစ်လောက်တော့ကြာတယ်ဗျ။၃နှစ်လောက်ကြာတယ်သူဘဏ္ဍမှုကြာနေပြီတော့၁၀မှုလောက်ကြံသေးတယ်ဆိုတော့တရားသူကြီးကိုဒါ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 တက်ညာပေးပါဆိုပြီးကျွန်တော်ကဝိုင်းပြီးတော့ဒါမျိုးလေးသွားတင်လို့ရမယ်။သူ့ကိုယ်သူအဆိုတော်ဆိုပြီးဘယ်သူမှမသိတဲ့အကောင့်နဲ့ဇော်ဘောဟောင်းနဲ့ဘပိုင်မအလားကျင်ဆိုကျွန်တော်တို့ချင်းချစ်လေးလုတ်ပေးလို့မကြဘူးလား။ ားလုံးပဲမင်္ဂလာပါ MZ ပါမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့တွေ့ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့အစရှောင်းနီတွေနဲ့တောက်ပနေတဲ့ကျွန်တော်တို့ရဲ့နန်းဖောဝါလေးတွေ င်းပါဒီတချင်းကြီးကတော့ဘလူနေရာမှာပဲဖွင့်ဖွင့်အတိတ်ပဲရှိတယ်နော်ခွန်အားရစေတယ်အရင်ပဲကျေးဇူးတင်ပါတယ်ကိုလင်းလင်းဒီဗီဒီယိုလေးကတော့ဇော်ဘောဟောင်ကိုလွတ်မယ်လို့ပြောနေတယ်เนาะအယိုးကိုက်မှာစားရတောက်ရတဲ့သူ့ကိုသူဘယ်သူမှမသိတဲ့အမှုပညာရှင်ကြီးပိုင်ရဲကို ဆိုလာပါဆိုလာအဲသူပြောတာလေးကိုကျွန်တော်တို့အတူတူနားတော်ကြည့်မယ် စော်ပေးမယ်ကျွန်တော်တကယ်လို့ငွေကြီးနဲ့သာတော့မယ်ဆိုလို့ရှိရင်တော့မယ်ဆိုကိုစော်ခေါင်းဟင်းဟာစင်းရံငွေတည်နေတဲ့သူမဟုတ်ပါဘူးတိန့်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်ဘန်ဒီမှာအပ်တဲ့ပတ်စံတော်မှာတိန့်ထောင်နဲ့ထောင်နဲ့ဒီကျော line line မှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲ့တော့ဒေတာထောင်သွားရတာဒေတာထောင်ကဘန်ထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီရှိတယ်အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစောဘုန်းကတိတ်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်ဒါကငွေတရားဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစောဘုန်းကရနော်တကယ်သူ့မှာဆိုလည်းပဲရှိနေရှိရတည်တယ် ဒါငှားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငှားရမ်းပြီးတော့လည်း like ဆောက် like ပေးမှလည်းရှိပါတယ်ဒါလို့ဝေးချင်းနဲ့လာရမယ်ဆိုလည်းပဲကိုဇော်ဝိုင်းဒေါက်တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေကြောင်းရဆိုရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟိုထောင်ကျုပ်ကမပုတ်ခင်မှာဆိုလို့ရှိရင်လို့ရှိရင်အမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီးသူအမှုကိုင်းနေကမှအမှုတိဆောက်လို့ပြီးသွားတဲ့အခါမှာအဲရေးပြီးသွားလို့ရှိရင်ဥပဒေအကြံတောင်းတောင်းရပါတယ် ဥရေကြံပြရတယ်ဥရေကျွန်တော်ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုပြန်တဲ့ဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတည်ဆောက်တာဖြစ်ပါတယ်အဲ့ဒီအမှုတည်ဆောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေမှမှဒါအမှုကိုရင်ဆိုင်ကြပြီနော်ရဲစခန်းမှာအမှုတည်ဆောက်လို့မှပြီးတိုင်ဘယ်သူမှမသိတဲ့အမှုပညာရှင်ပိုင်ရဲကိုငါပြောပြမယ်မင်းတို့ရဲ့ဇော်ဘောဟောင်ကအဲ့လောက်ထိချမ်းသာနေတာဘာကြောင့်လဲမင်းနင်းတဲ့ပေါပါလေးလည်းတွေးခေါ်ကြည့်အောင်ဒီကောင်လက်နဲ့မှောင်ကိုတွေ တက်ခိုးတာတွေကားရောင်းဝယ်မှုတွေကတကယ်ပဲနောက်ွယ်မှာရှိနိုင်တယ်ပိုအစိုးဆုံးကတော့စောင်းမြက်ကပ်ပုံမှန်အဲစောင်းမြက်ကပ်ပုံမှန်ဆိုတာဘသူကယ်လို့မမြအောင်မင်းအွန်လိုင်းကိုတိုင်ဆင်းကယ်တောင်မရအောင်မင်းသဘောပေါက်ထားဖို့ကဒီလိုဆိုလို့ချင်းပထမယမန်ကြီး15ရက်ယမန်လေးယမန်လေးဆိုပြီးတော့တောက်လျှောက်ယူလို့ရပါတယ်အမှုတိဆောက်လို့ အဲအမှုတည်ဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ရှိရင်ဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအားလုံးဒီတရားရုံးမှာပဲရှိပါတယ်ဒေနီယာဗေနီယာမမဒါဖြောက်လိုက်လို့မရပါဘူးเนาะအဲဒါလေးကတချို့ဖြောက်လို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှိရင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာလို့ဆိုတော့ဥလိလည်းဒါပေမဲ့တခါလေးတော့ပြောလို့မရဘူးဗျာဥလိလမ်းကြောင်းရအဲဘလို့ရှိတယ်ဆိုတာအဲ့လိုပြောတဲ့အခါကျတော့ဥပ္ပိပိုင်းရလို့ဆိုတော့ငါးလာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့စော်ကားလေးရပဲကျွန်တော်လည်းမသိဘူးလို့ပြောပြီးတာပဲပုံမှန်ရဆိုရင်တော့ လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်လာတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ရှင်တရားသူကြီးစားစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကြလို့ရှင်တရားဆွဲဆိုနိုင်တဲ့အနေအထားမျိုးရှိလို့ရှင်ဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့အခါကြလို့ရှင်ကိုဇော်ဝဲကြီးကိုဒါသူကိုပိုင်ထွက်ဆိုချက်ထွက်မယ်ပြီးလို့ရှင်သူကကိုပြတက်တည်တည်ထွက်ပေးမယ်ကိုပြတက်တည်ထွက်ပေးပြီးလို့ရှင်အဲ့ချိန်မှာသူကအဲကြိုင်ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုကောက်ပြီးတော့လည်းပဲအဲဒါက ဟိုအခြားဟာမျိုးဖြစ်သွားနိုင်ပါတယ်เนาะဖြစ်သွားနိုင်ပါတယ်တချို့ကကိုယ်တော်ဘိုးကြီးချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလှုပ်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးမြင်အောင်မယ်တချို့ကအဲ့လိုမတန်ပါတဲ့ညီနိုင်တဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်เนาะအဲ့ဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောခြင်းပါတယ်အကုန်လုံးပဲအဓိကကတော့အမှုတီဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်เนาะဒါကိုယ်တော်ဘိုးကြီးမှမဟုတ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဘာမှလုံးလို့မရဘူးပြီးတော့ကိုယ်တော်ဘိုးကြီးကိုတန့်တော်ကနေပြီးတော့မှမုံတီးလို့ ကိုတော်ဘုန်းကြီးကိုစစ်တပ်ကမချိနှက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ခလေးတွေ၄၅၆လောက်ရှိတယ်ဟာ၄၅လောက်ထင်တယ်ကျွန်တော်အဲ့တန်ကြက်တွေရတော့အနေနဲ့မှညီညီကုန်းသားလေးကပန်းကြက်ရဲ့အနေနဲ့မှစင်မာတော့တန်ကြက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်เนาะနောက်ကြတော့ကျွန်တော်နောက်တစ်ခေါက်ကြံတွေးတော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုလဲ200 300လောက်ရှိတယ် ကျင်းဆိုင်နေနောက်ကအရာဝီတိုင်းမှာဆိုလည်းမအူဝင်တို့ပန်းတနော်တို့ဖြာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြတာရှိတယ်ပသိင်တို့အဲ့ဒီမှာအမှုတွေထွက်နေတာရှိတယ်သူကသူပြောတယ်တမှုကို၃နှစ်လောက်တော့ကြာတယ်လား၃နှစ်လောက်ကြာတယ်သူဘယ်နှမှုကြာနေရော၁၀မှုလောက်ကြာနေတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြောလို့ရှိရင်ဒီအမှုတမှုတွေကိုမန္တလေးကလည်းဆွဲတာရှိတယ်အဲအရာဝီတိုင်းကလည်းဆွဲတာရှိတယ်ရန်ကုန်တိုင်းကလည်းဆွဲတာရှိတယ်ဒီအမှုတမှုတွေကိုပတ်ဆွဲကြတာရှိတယ်အဲ့ဒါကတမျိုးပါအဲတောင်တော်အရာရှိတွေကနေပါမှာဒါနိုင်ငံတော်ပို့ချုပ်မှုကြီးဦးမင်းရလာကဒါအစော်ကားတဲ့အချင်းမျိုးပြတ်နေတယ်ဆိုပြီးဆွဲတာ ကိုဇော်ဘုန်းကြီးညတော့အဲ့လိုမျိုးဆွဲတာမဟုတ်ဘူးအဲ့လိုဆွဲတယ်ဆိုသူတဏ္ဍာရီလုံးပတ်ထွက်နေရမှာပေါ့နော်တဏ္ဍာရီလုံးကတောင်တော်သားတွေညီလိုမလားတွေအကောင်လုံးကကိုဇော်ဘုန်းကြီးကိုချစ်ကြပါတယ်ဗျာဇော်ဘောဟင်းကိုမင်းတို့ချစ်တယ်ဆိုတာပေါ့ကူတော်ပြောသလိုပါလေအွန်လိုင်းပေါ်ကနေချစ်တာလားတကယ်တကယ်ကတော့ထောင်ဝင်စားတော်သွားတွေ့မဲ့အနေထားမှာတကောင်မှမရှိဘူးမတွေ့ရတာလည်းပါတယ်ဗျဟိုကျွန်တော်ဖြစ်စေချင်တာကဒီဇော်ဘောဟောင်းကမအားလားကျင်ဆိုးတို့ကိုတစ်ချက်တစ်ချက်ထားထားဆော်တဲ့အတွက်သူ့ကိုယ်သူအဆိုးတော်ဆိုပြီးဘယ်သူမှမသိတဲ့အကောင်နဲ့ဇော်ဘောဟောင်းနဲ့ဘာပါကြီးမအားလားကျင်ဆိုး ျွန်တော်တို့ change chips လေးလုတ်ပေးလို့မကြဘူးလားလုတ်ပေးပါဗျတောင်းဆိုပါတယ်မဖြစ်မနေလုတ်ရမယ်အနေထားမျိုးလေးပဲဒီပြူးလွင်ရဲစကန်ဖြစ်သွားလို့ကျွန်တော်အနေနဲ့တုံ့ပြန်တယ်ဒါကကျွန်တော်တို့ပြည်ထိုင်နေဒီဝန်ထမ်းတွေချုပ်ဝန်ထမ်းတွေတော်တော်များသိပါတယ်အဲတော့ဒီလိုမျိုးလုတ်ဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့တော့ကျွန်တော်မနေ့ကပြောတယ်လို့ပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟိုတောင်းတော်ကမှတရားစွဲတယ်အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစော်ဖုံးရပိုင်းရဆိုင်မှာဖြစ်သို့တော်လည်းပဲဒီပြူးလွင်မှာရှိတဲ့စကံက ဘာလို့နေကြသလဲဆိုတာမျိုးမိကွန်ထပ်လာကြရှိတယ်။ဘာအွန်လေးဖြစ်တဲ့သူကတော့မှဟိုရှင်းရောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတောင်းဝင်ရှိတဲ့သူကမှဆွဲရတော့ဆိုတော့ဒါပဝဲနေရပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှဖြစ်တယ်။အဲ့လိုရင်ဆိုင်လာမှဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးကျိုးကြောင့် ဘုဘက်ကပြုံးတွေဘက်ကတရားဆွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသက်ပါတယ်မှန်ရင်ကောင်းလဲမှန်ရင်နိုင်ပါတယ်အများအပြည့်ကတော့တရားမှကျွန်တော်အနေနဲ့80 90လောက်တော့သိကြပါတယ်နော်အင်းအဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုယ်တော်ဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့်စိုက်ဖက်ဆိုးကျိုးတိရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှိရင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲနံပါတ်1ကကျွန်တော်တို့အဲဒါဟိုအချုပ်ထောင်နေမှာတရားရင်ဆိုင်တော့နော်တရားဆွဲဆိုင်တော့ဒီကြားထဲမှာဘာမှလုပ်လို့မရကျွန်တော်တို့ ်နောက်ဆုံးလုပ်လို့ရတာတစ်ခုကအတနာခံလာတင်တာတော့ကတော့ရမယ်အတနာခံလာတင်တဲ့နေရာမှာပြတ်ပြတ်ဆိုကြတင်လို့အမိန်ချတော့မယ်အချိန်ကားလို့ကျင်တရားသူကြီးကိုဒါဒါဒါတက်ညာပြီးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးသွားတင်လို့ရမယ်နောက်ဆွဲဆိုတာတော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံလေးပါညာစင်ငယ်စင်ငယ်သွားမယ်အနေထားမျိုးရှိတယ် တကယ်လို့တောင်ကြသွားပြီဆိုတော့မှကျွန်တော်အယူခံတက်ပိုင်ခွင့်ရှိသေးတယ်။အယူခံတက်ပိုင်ခွင့်ရှိသေးတော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံကိုညုံနဲ့ရုံကချခိုင်ရန်ကိုတက်ခိုင်ရန်ချတိုင်းကိုတက်အဲဒါမျိုးလေးချင်းစင်ငယ်စင်ငယ်ချင်းအဲ့ဒါတွေကကိုယ်ဆောင်ဝင်းရဲ့ရှိနေတယ်လေလုံဆောင်နိုင်လို့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ပြောလဲကျွန်တော်ကလည်းကျွန်တော်တို့ရဲ့ရှိနေတယ်ရှိတယ်။ကျွန်တော်တို့ပြန်လာတော့လည်းကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှိနေရှိတယ်ကျွန်တော်တို့ရဲ့အအောင်နေနေရှိတယ်။လူပညာသမားတဲ့သူကိုယ်သူဟဲ့ငါလည်းမင်းသချင်းကိုတပုတ်ပါမကြားဘူးကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ညီကိုမောင်နှမတွေလည်းဒီကောက်သချင်းတပုတ်လောက်ရှိရင်ကျွန်တော်ပြပါဗျာ။ ူကိုသူအမှုပညာသမားအမှုပညာသမားဆိုတာပြောနေတာကြီးကိုနားထဲမှာတော်တော်ခါနေလို့27ရေခင်းဖြစ်မှအဘဘောကိုမလိုက်ဟိုလူဘောကိုမလိုက်နဲ့နာမည်ရလာတဲ့အကောင်ကအမှုပညာသမားတဲ့ဆွဲချက်တင်သွားပြီဟလာအမိန်ချပြီဆွဲချက်တင်သွားပြီဆိုတော့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာသွားပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရဲစာနဲ့တရားရုံးကိုသွားတင်ပြီးမှဖြစ်ပါတယ်တက်ညာသွားအမိန်ချဖို့ပါနော်တက်ညာသွားအမိန်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပြီးရမှာဖြစ်ပါတယ် တော်ကိုဘောဘာကူနေနိုင်လဲ။ဆောင်းမိုင်းနိုင်မလိုက်လဲဆောင်းနော်။ဆောင်းမိုင်းကြီးကကိုယ်နဲ့ပတ်တဲ့ရပတ်တဲ့ကြောင့်နေပေါ့နော်။ဒါကြီးဒီနော်။ယူဆိုင်ပြို့ပေါ့နော်။ဦးစင်တပည့်လေးရှိအောင်ထဲမှာဦးစင်တပည့်လေးဆောင်းချောက်ပြို့ဦးပဲ။ဒါလေးပဲကူညီပါလို့။ပေါကြီးပေါကြီး။ကျန်တာဘာမှကူညီကြပြို့အောင်ပေါ့နော်။အားလုံးကဂျင်းသားလေးတို့ဟုတ်လား။ဦးစုံခွင်းဒီတမလို့ဝိုင်းရထောက်ခံကြည့်အောင်ကြည့်။အဲ့တော့ထောက်ခံကြည့်ပြတဲ့အတွက်တော့ မလိုအပ်တဲ့ပြဿနာဖြစ်လာတယ်။အဲ့တော့သူနာသူအပြင်းမဆက်သူတယောက်တည်းပဲသွားလာလို့ရှားနေတာကိုမှုဆိုဆိုအကြည့်ဆုံးပဲ။သူပြန်ပြောတာကဗန်ယာရီမားလည်းလို့တော့မကြည့်ဖို့ရဘူးဆိုတော့ဘိုးကြီးဒီရေမှာတကယ်မာကန်ပိတ်တယ်သိမရှိဘူးမာကန်ပိတ်တယ်မာကန်သူသူ့ကိုတကယ်ချီဦးပေါ့နော်အဲ့တော့ဟိုယိုဒီနဲ့ဆောက်တဲ့နော်ဒကမာကြီးကိုလည်းပြောလိုက်ပါလုတ်ပါလို့ဥပဒေကြေလို့ဥပဒေကြီးလွတ်မြောက်ဥပဒေကြေလို့ရှိရင်ပတ်ဖို့တော့အတိုက်အခံဝန်တာပြီးပြီဖြစ်ပါလေလို့ဘာလို့လဲဆိုတော့ ပြူးလန်တော့ဦးသူတို့ဘက်ကတော့ရေခါရီထောက်ပံ့တဲ့အခါမှာလက်ချွေတွေဘုသောခွေးနဲ့ဦးသင်းကအမာန်များတယ်နော်အမာန်များတယ်တကုသောခွေးကြီးတွေ့လာတယ်ဆိုလို့ရှိရင်ဦးသင်းကပူဝန်းပါတယ်နော်နောက်တစ်ချက်ကဦးသင်းကငါကုသောခွေး905နဲ့ပုံမှန်စက်စက်ကြပါကြီးနှစ်ခုလဲဆိုရင်လည်းဦးသင်းကအတိုက်ချက်ဝန်းတာပြီးပြီဖြစ်မိတယ်နော်အဲ့တော့ဟာသူခက်တာကသူများတွေကဟာ905နဲ့ဟာ60ကြပါကြီးနဲ့60 905ဟုတ်ထားတာပဲ အာသူများတွေကကိုယ်တော်ဘုန်းကြီးခုရောက်ခုခံလို့ဆိုတော့ဟာဟုတ်တယ်ဆိုခုဘက်ကတည်းကအာဟိုဘက်ချရတာပဲနော်ဟွန်းဟွန်းအဲ့တော့ဦးဇင်းကကဦးဇင်းကကိုယ်ကလေးကပြောတယ်ကိုယ်တော်ဘုန်းနဲ့ပတ်တဲ့ပတ်သက်ကြောင်းနေနော်ဒီပါဦးတော့အင်းနေမသေးဘူးကိုယ်တော်ဘုန်းကြီးခန့်ခန့်တော့ကိုယ်ဘက်ကိုဒီဒီကိုကိုဒီပါလားကဲလို့မရဘူးဦးရီကဒီမှာနိုင်ငံသားခံစားတာလားကဲလို့မရဘူးကဲလို့ရမှာဒီမှာဒဏ်ရာဗနေဟုတ်လားအဲ့တော့ခင်ဗျာဆရာတော်ကြီးတွေဆိုလဲမေတ္တာရခံစားရေးထားတယ် ဒါတော့ရည်တယ်လူကြီးတွေဒီကတ်ပြေဒါကတော့ပြောချင်တာကတော့ခုနကဘယ်သူမှမသိတဲ့သူ့ကိုယ်သူအမှုပညာရှင်ပိုင်ရက်ကိုနဲ့เนาะအသင်္ကန်းအရေးချုံပေါက်ကတုံးနဲ့ပေါင်းပြီးတော့ဇော်ဘောဟောင်းကိုအတနာခံစားနိုင်ငံတော်အဆင့်အတနာခံစားတင်မယ်ပေါ့ဗျာဒါလွတ်နိုင်မလားမလွတ်နိုင်ဘူးလားဆိုတာတော့ကျွန်တော်မိသားစုဝင်တွေတစ်ချက်ပြောသွားပေးပါအောင်လွတ်စေချင်သလားကျွန်တော်ဖြစ်စေချင်တာကတော့ခုနကဘယ်သူမှမသိတဲ့အဆိုတော်နဲ့လဲပေးလိုက်ဗျာ Mate America Game okay.